အားလုံးပဲမင်္ဂလာပါ။ဇာမနီရဲ့တာသိမ်းမက်ကနေပြန်လည်ပြီးတော့ကျေးဇူးလိုက်ပါတယ်။ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ရှေးရာဇဝင်လာမြန်မာတိုင်းနဲ့ပြည်နယ်၃ရက်အကြောင်းကိုစိတ်ဝင်စားဖို့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာရာဇဝင်ကြမ်းများမှာထင်ရှားသောတိုင်းကြီး၃တိုင်းကိုပိုင်းခြားရည်သွဲဖော်ပြခဲ့မှုပါတယ်။ရင်းတို့မှာ တူနာပရနာတိုင်းအေဝရီမြေလက်ရပကန်းရှိနယ်ပယ်ထဏာများကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။တနည်းအားဖြင့်ဆိုလျင်ဆက်ကူဆလင်ဖောင်းလင်စာတော်ပြည်ကြီးတို့တရှိရာအေဝရီမြေအနောက်ဘက်တောင်ဘက်ရက်ဒေသများကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။တပတ်နှစ်အနေနဲ့ကတော့တပ်ပတီပါတိုင်းအေဝရီမြေရဲ့လက်ဝဲပကန်းရှိနယ်ပယ်ထဏာများကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။တနည်းအားဖြင့်ပကန်းပင်ရအင်းဝါမန္တလေးစာတော်ပြည်ကြီးတို့တရှိရာအေဝရီမြေရဲ့အရှိတ်ဘက်ဒေသကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။နံပါတ်3အနေနဲ့ကတော့ကမ်ဘောဇာ တိုင်းအရှေရိုးမှတခြားကိုခေါ်ဆိုခြင်းဖြစ်ပါတယ်တနည်းအားဖြင့်ရှမ်းနယ်များကိုခေါ်ဆိုကြပါတယ်ထို့ပြင်ဗမာများနှင့်စစ်ပြိုင်ပြုခဲ့ကြတဲ့မွန်တို့အခြေချရာအောက်မြန်မာနိုင်ငံကိုလည်းဂျာမန်ညာတိုင်းဟုခေါ်ဆိုခဲ့ကြပါတယ်ဂျာမန်ညာတိုင်းကိုမွန်၃ရက်ဟုဆိုကအနောက်ဘက်ပသိမ်32မြို့ဟန်တာဝရီပခိုး32မြို့နှင့်မုဒမ32မြို့ဟု၍ခွဲခြားထားခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာကွဲပြားခြားနားနေတဲ့ဒေသခံရိုးရိုင်းယဉ်ကျေးမှုများစွာရှိတော်လဲအဓိကယဉ်ကျေးမှုမှာဗုဒ္ဓဘာသာနဲ့ဗမာယဉ်ကျေးမှုသာဖြစ်ပါတယ်ဤဒီကိုသူတို့ရဲ့ဘာသာစကားအစား တောက်ဂီတာပြဇတ်နှင့်ပြဇတ်သူကတက်တည်ထူထည်ရဲ့ရှိပါတယ်အမှုပညာတွင်လည်းအထူးသဖြင့်စာပေကိုမြမဟန်ဝင်နေသောထေရဝါဒဗုဒ္ဓဘာသာကလွှမ်းမိုးလျရဲ့ရှိပါတယ်မြမနိုင်ငံရဲ့မော်ကွန်းတရက်အဖြစ်ယူဆထားသောယာမဇတ်တော်ကြီးမှယမနာကမူရင်းမှကူးယူထားခြင်းဖြစ်ပြီးထိုင်းဝန်အိန္ဒိယမူများလွှမ်းမိုးခြင်းကိုကောင်းစွာခံထားရတဲ့ပြဇတ်သဘောဖြစ်ပါတယ်ဗုဒ္ဓဘာသာနှင့်နယ်ကိုကံမှုရောထွေးလျက်ရှိပြီးနယ်ကိုကံမှုတွင်38မိနစ်အနက်တဘာဘာကိုခန္ဓာကြည်ကြစွာပူဇော်ပါသလေးရှိကြပါတယ်ရွေးရတလေးထုံကား သောမြမရွာတွေအားတွင်ရွာဦးဖုံးကျောင်းမှခြေရွာညင်းမှုကြီးဗဟိုးဖြစ်ပါတယ်ဖုံးတော်ကြီးများကိုဘာသာဝင်များကယူတည်လေးစားကြပြီးပစ္စည်းလေးပါးကိုလည်းထောက်ပံ့ကြပါတယ်ရေရောက်လာတဲ့ယောက်ျားလေးတယောက်ရဲ့ဘဝမှာရှင်ပြူခြင်းရှင်ပြူမင်္ဂလာမှာအလွန်ရေးပါတဲ့အခမ်းအနားတစ်ခုဖြစ်ပါတယ်ဗုဒ္ဓဘာသာမိသားစုတိုင်းမှာယောက်ျားလေးမှတ်သမျှအသက်20မတိုင်မီကိုရင်အဖြစ်၎င်းအသက်20ပြည့်လျင်ယဟန်အဖြစ်၎င်းတောင်းခံယူလေးရှိကြပါတယ်အ ਨੇ ဆုံးတပတ်ခန့်ကြာမြင့်လေးရှိပါတယ်မင်္ဂလာများမှာမူနားထွင်းနားတာခြင်းမင်္ဂလာကိုခံယူရပါတယ်မြမရင်ခြင်းမှုကိုအဓိက မြင်တွေ့ရတဲ့နေရာမှာကျေးရွာများတွင်အနှစ်လုံးပေါက်ကျင်းပါရှိတဲ့ဖျားပွဲများပင်ဖြစ်ပါတယ်။ရွာများတွင်ရွာဆောင်နှံများရှိကြပြီးမြမလူနေမှုဘဝတွင်ယူတီးခြင်းနှင့်ပင်သားမြစ်ခြင်းမှာလည်းမနှဲလှပါဘူး။ပြည်သူ့ရှောက်ကိုလိုနီအုပ်ချုပ်မှုအောက်တွင်မြမယဉ်ကျေးမှုအတွင်းသို့အနောက်တိုင်းဒေသများစတင်ဝင်ရောက်လာခဲ့ပြီးမြမပညာရေးစနစ်ကိုပြည်သူ့ရှောက်ပုံစံအတိုင်းပုံစံတူကူးယူထားခဲ့ပါတယ်။ရေကုန်ကဲလူတော်မျိုးများတွင်ကိုလိုနီပိုင်းပြည်သူ့ကပုံများလှမ်းမှုသည့်ဒီကိုတွေ့ရှိရပါတယ်။တိုင်းရင်းသားမျိုးနွယ်စုအနေနဲ့ခရီးရန်ကိုးကွယ်ယုံကြည်မှုကိုလည်းအရှိတောင်ဒေသရှိကရင်များတွင်၎င်းမြောက် ဖက်ရန်၌အနောက်မြောက်ပိုင်းဒေသ၌ကချင်လူမျိုးနှင့်ချင်းတိုင်းဒေသများတွင်၎င်းတွေ့မြင်နိုင်ပါသည်။ဘာသာစကားအနေနဲ့နေလည်းကတော့မြန်မာဘာသာစကားတို့ဟာမြန်မာတို့ရဲ့မိခင်ဘာသာစကားနှင့်ရုံးတုံးဘာသာစကားများဖြစ်ကြပြီးတိဘက်နှင့်တရုတ်ဘာသာစကားများနှင့်လည်းနှိစက်လျက်ဟုသိရပါသည်။ဒီအခေတ်ရာရေးပုံစည်းနည်းစနစ်မှာလာချမ်းပုံနှင့်စပိုင်းပုံစံများကိုအခြေထားသောဝန်အခေတ်ရာစနစ်မှာဆင်းသက်လာသည့်ကိုရှေ့ခံထားပြီးဝန်အခေတ်ရာစနစ်ဟာခေါနီယာပြည်နှစ်ကတောင်ပိုင်းရက်ရှိအခေတ်ရာစနစ်ပေါ်တွင်အခြေခံထားခြင်းဖြစ်ပါသည်။ရှေးကြဆုံမြန်မာအရေးသားကိုလွန်ခဲ့တဲ့နှစ်ဆောင်လောက်ကတွေ့ရှိခဲ့ရ ပါတယ်။ဤရေးသားစနစ်ကိုထေရဝါဒဗုဒ္ဓဘာသာရဲ့ကျမ်းဂန်များရေးသားအတွင်သုံးသပ်ပါတယ်။ပါဠိစာပေရေးသားအတွင်လည်းအသုံးပြုကြပါတယ်။ရှမ်းကီရင်နှင့်အခေယစာပေများရေးသားတွင်လည်းမြမအခေယနှင့်အတူတရားတည်ထွင်ထားသောဘီအခေယများအတန်ထွဲပြားတင်ကေတာများကိုလည်းအသုံးပြုထားပါတယ်။မြမစကားဟာအယူအသေးပြုသုံးသုံးခြင်းနှင့်အသက်အရွယ်လိုက်ပြောဆိုသုံးသုံးရခြင်းဖြစ်ပါတယ်။မြမလူမှုရေးစနစ်ဟာပညာရေးကိုအလေးပေးပါတယ်။ခြေရများတွင်လည်းလောကီပညာများကိုဖုံးကြီးကျောင်းများ၌တည်ယူကြရပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြရတဲ့ကျေးဇူးများကြီးတင်ပါတယ်ခ င်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်ပြီးတင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးဖို့မြတ်တရရခဲ့ပါတယ်ခင်ဗျာ